အားလုံးပဲမင်္ဂလာပါခင်ဗျာဝမ်ရှိရဲ့ Tuesday Podcast အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီတစ်ပတ်မှာတော့ View Center ရဲ့ Founder တီချေဝီရဲ့လူရီရဲ့ပြောစကားကိုနားထောင်နေအခါဆိုတဲ့ Sharing Snow လေးကိုပြန်လည်မျှဝေပေးတော့မှာဖြစ်ပါရခင်ဗျာကိုထပ်ပို့တော်တဲ့သူတွေပြောတဲ့စကားကိုနားထောင်ပါကိုချစ်လို့ပြောတဲ့သူတွေစကားကိုနားထောင်ပါကျန်တဲ့စကားတွေကိုတော့ချင်းချင်းပြီးမှနားထောင်ပါ ိုထတ်တော်တဲ့သူတွေကကိုထတ်တော်လို့ကိုမမြင်တာတွေကိုမြင်လို့ဝေဖန်ထောက်ပြတာဖြစ်ပြီးကို့ကိုချစ်တဲ့သူတွေကတော့ကို့အတွက်စေတနာနဲ့ကို့ကောင်းချို့လိုလားလို့ပြောကြရတဲ့သူတွေဖြစ်ပါတယ်ကို့အကြောင်းလည်းမသိကို့ခံယူချက် ကို့ယုံကြည်မှု ကို့အလုံးနဲ့ကို့နဲ့ပတ်သက်ပြီးဘာမှလည်းတိတိကျကျမသိပဲပြောတဲ့သူတွေရဲ့ဗီဇအရဝေဖန်အဖြစ်တင်မှုတွေကိုတော့နားထောင်မှု မလိုအပ်ပါဘူးစိတ်အေးထားပြီးပဲအကောင့်ကနေရောဘဝတွေရပါဘလို့လိုက်ပါဘာမှကိုဖြစ်မြအောင်မလုံးနိုင်ဘာမှကိုကြွားချင်မှုမရှိဘာရည်ချင်းမှမရှိပဲဝေဖန်ထောက်ပြနေသူတွေရဲ့စကားလုံးတွေကိုထည့်သွင်းစဉ်းစားဖို့မလိုအပ်ပါဘူးဒါဒီလဲမလိုအပ်ပဲကိုယ်စိတ်ကိုစိတ်ဒုက္ခကင်းဝေးအောင်နေထိုင်နေဖြစ်ပါတယ်ကိုထတ်တော်တဲ့သူ ကိုလေးစားရတဲ့သူအိမ်မက်တွေနဲ့ပတ်သက်လာရင် ကိုရောက်ချင်တဲ့နေရာ ကိုဖြစ်ချင်တဲ့နေရာကိုရောက်နေပြီးသားလူတွေရဲ့စကားနည်းကိုကိုချစ်တဲ့သူတွေရဲ့စကားတန်ကိုပဲနားထောင်ပါပြုပြမှာကောင်းသောဝေဖန်မှုတွေကကိုကိုစိတ်ခံစားချက်မကောင်းအောင်လုပ်တာမဟုတ်ပဲကိုရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ပြင့်တင်ပေးနိုင်မှုဖြစ်တယ် ဒါကိုနှလုံးသွင်းထားရမယ်ဆိုတာလေးကိုစကားလက်ဆောင်ပေးရင်ဒီဘက်ဝိုင်းစီရဲ့ podcast season လေးကိုဒီမှာပဲရည်နာလိုက်ရပါတယ်ခင်ဗျာနားထောင်ပေးကြရတဲ့တူဦးတယောက်ချင်းစီရအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ